လူအများဝိုင်းကြီးနေတဲ့ပွဲတစ်ခုရဲ့စင်ပေါ်မှာအမြင်မတော်တဲ့ပုံစံတွေကြောင့်ဝေဖန်ခံနေရတဲ့ထထထုံအလုံးမင်းမင်္ဂလာပေါင်းဗမစ်စနောင်းကနေကြိုဆိုလိုက်ပါတယ်ထထထုံဟာဖြက်လက်သွက်လက်လုံးတဲ့အချင်းတွေကြောင့်အလှမဲ့တယောက်အဖြစ်ကနေရုပ်ရှင်မင်းသမီးဖြစ်နေရရရှိလာခဲ့တာပေါ့ ထလုံးရေတွေဒရိုက်တာတွေကခုလိုတက်လက်ကလမ်းဆန်းနေတဲ့သူမရဲ့အပြုတ်မှုတွေကိုသဘောကျကြပါတယ်။ဒါပေမဲ့ချီရှုသူပရိသတ်တချို့ကတော့မျက်စိစပင်မွေးစုသလိုဖြစ်နေရတာပေါ့။ဒါပေမဲ့လည်းသူမရဲ့ကာရက်တာနဲ့အချင်းစရိုက်ပါဆိုပြီးအလုံးကတိတ်ပြီးတော့ဂယူးမဆိုင်ပဲနေနေကြတာကြပါပြီ။ထထထုံကလိုအပ်တာထပ်ပို့လုံးကပြုတ်မှုတက်တာကိုပရိသတ်တည်ရင်သာမကပဲအနုပညာရှင်ချင်းချင်းကပါသိကြပါတယ်။ပေးခဲ့တဲ့ရမှာလဲထထထုံကစိန်ရွှေရတနာဆိုင်တို့ရဲ့အယောင်ပြဖျော်ပြပွဲကိုတက်ပေးခဲ့ရတာပါ စိန်နန်းတော်စိန်ရွှေရတနာဆိုင်ရဲ့ရောင်းပွဲတော်ကိုတက်ပေးရတာပေါ့စိန်နန်းတော်ဟာထုံးစံအတိုင်းအနုပညာရှင်တွေကိုခေါ်ကာ shopping center လိုနေရာတွေမှာဆင်ထိုးကောင် promotion ဆင်တဲ့ပွဲလုပ်ပါတယ်အနုပညာရှင်တွေကို brother တင်တဲ့ဂိမ်းကစားခိုင်းတယ်လို့ဖြောပြတင်ဆက်တာတွေတစ်ခုပြီးတစ်ခုလောက်ခိုင်းတာပေါ့အဆိုပါပွဲကိုဟင်းဝင်ရန်စိုးပြေသစင်ထထထွန်တိုင်ရောမိမိနဲ့အတူအခြားအနုပညာရှင်တွေကတက်ရောက်ပေးခဲ့ရပါတယ်ပရိသတ်တွေသဘောကျအောင်ဆင်မမတစ်ခုပြီးတစ်ခုဖြောပြခိုင်းတာဖြစ်ပါတယ် ထထထွန်းနဲ့မိမိတို့ကအလှမဲ့တွေဖြစ်တာကြောင့်စင်ပေါ်မှာအလှမဲ့ပြန်ပွဲလို့ရှိုးရှောက်ခိုင်းတာပေါ့ထထထွန်းကရင်ပတ်ဟိုက်တဲ့ဝတ်စုံကိုဝတ်ထားတာဖြစ်တဲ့အပြင် ပေါင်အလဲထိခွဲထားပါတယ်အစောပါဝတ်စုံနဲ့ဝတ်ဆင်ထားတဲ့ထထထွန်းကခံဝရှောက်ပြတဲ့အချိန်မှညင်ညောင်းတဲ့ပုံစံမျိုးနဲ့မဟုတ်ဘဲတင်ကော့ရင်ကော့ကအခါနိုင်ဆုံးခံရှောက်ပြနေခဲ့ပါတယ်လိုအပ်တာထက်ကိုပိုခါနေတဲ့အတွက်ကြီးရတာတယုတ်ပြတ်တယ်လို့ဖြစ်နေခဲ့တာပေါ့ ဒါအပြင်အပေါ်ရက်ကနေလည်း breather တွေကကြည့်နေတာမို့ရင်းနှမွားကလည်းအထင်းသားမြင်တွေ့ရတာမျိုးရှိပါတယ် breather တွေကလည်းအပေါ်ရှူရောင်းကနေရိုက်လိုက်အောက်ကလူတွေကလည်းအောက်ရှူရောင်းကနေရိုက်လိုက်နဲ့ထထထွန်းကရှူရောင်းမျိုးစုံနဲ့လောက်ခါရန်နေတာကိုမှတ်တမ်းတင်ခံနေရပါတယ်ဒါအပြင်စင်ပေါ်မှာမျိုးသား breather တွေကိုခေါ်ကတချင်းနဲ့တေးဥပြခိုင်းတဲ့အချိန်မှာထထထွန်းကမျိုးသားရဲ့ဘေးပတ်ပတ်လဲကိုပတ်ကောင်မျိုးဆွဲတလို့ပုံစံမျိုးနဲ့ကပြခဲ့ပါတယ်အမျိုးသားတယောက်ရဲ့ဘေးမှာပိုတာလုံးနဲ့ဟန်ပန်တွေကိုကပြဖြောပြနေတာကဘရဒတ်တွေအတွက်တော့အမြင့်ရိုင်းစီရဲလို့ခန်းစားနေကြရတာပါ ပွဲရှင်ကဖြောပြေးခိုင်းလို့ဖြောပြေးရတယ်ဆိုပေမဲ့လည်းခုလောက်ထိပိုလုံးအောင်မလုပ်သင့်ဘူးလို့ထောက်ပြနေကြတာပါဒါအပြင်ထက်ထက်ထွန်းကနိုင်ငံကုံဆောင်လှမယ်ဖြစ်ခဲ့ဘူးသူလည်းဖြစ်တဲ့အတွက်အပြုတ်မှုတွေကိုမလုပ်ခင်တေချာစဉ်းစားသင့်တယ်ဆိုပြီးအကြံပေးနေကြပါတယ်ထက်ထက်ထွန်းရဲ့ပိုလုံးနဲ့ဟန်ပန်တွေကိုအနုပညာရှင်ချင်းချင်းကတော့သဘောမချကြပါဘူး တချို့ဆိုရင်အာမနာတန်းကိုထုတ်ပြောတတ်တာပေါ့ဒါအပြင် writer တူဖြစ်တဲ့ wine ဆိုရင်လည်းထထထုံကို overwriting လုပ်တတ်တဲ့မင်းသမီးဆိုပြီးမှတ်ချက်ပေးထားပါတယ်ရုပ်ရှင်ရိုက်တဲ့အချိန်မှလည်း overwrite မဖြစ်အောင်သူ့အနေနဲ့အရန်ကိုထိန်းခဲ့ရတာပေါ့တကယ်တော့အခုလို overwrite လုပ်နေတာကြောင့်လည်းထထထုံကအနုပညာလောကမှာနေရာရနေတာဖြစ်တဲ့လုံးပွဲတွေကတောက်လျှောက်ဖိတ်ကြားခံရတဲ့အနုပညာရှင်ဖြစ်နေတာပေါ့ပရိသတ်ကြီးရောထထထုံရဲ့အပြုမှုတွေကရိုင်းပြတယ်လို့ထင်လောင်း over ဖြစ်လုံးတယ်လို့ထင်လောင်းဆိုတော့ခမမပြပြခဲ့ပါအောင်ရှင် အဆုံးထိချီးရှုပေးခဲ့ကြတဲ့အတွက်တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်။နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလောက်ခတ်ကြပါအောင်နော်။သတင်းအကြောင်းအရာအဆုံးတွေကိုတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက် YouTube channel ကိုလည်း like and subscribe လေးလုပ်ပေးခဲ့ပါအောင်ရှင်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။